ရမကြီးကကိုမျက်နှာကိုမှန်တမ်းမှာတေချာကြည့်လိုက်တဲ့အချိန်မှာပေါ့နော်မျက်နှာနှစ်ဖက်ကမညီဘူးအာမညီဒီလိုမျိုးမညီတာကတော့လူတော်တော်များများမှာဖြစ်တတ်တယ်တဲ့ဒါပေမဲ့ကိုကအဲ့ဒါကိုညှိဖို့ဆိုပြီးညီလန်းနေရှာတဲ့အချိန်မှာ botox လည်းမထိုးကျင်ဘူးဆိုတော့ဒီ high flu လောက်တာအသင့်တော်ဆုံးပဲဆိုတာတွေ့သွားဒါပေမဲ့ high flu ဆိုတာလည်း aseptic serum တွေကိုတစ်လတစ်ခါလို့ပုံမှန်သွားပြီးတော့ပုံမှန်လုံနိုင်မှာအဆင်ပြေမှာလေကိုကအခုဒီလသွားတယ်နောက်လာလည်းကြောက်ခရီးထွက်သွားတာရန်ကုန်မှာမရှိတော့အဲ့ဒါနဲ့ဒီ home use device လေးနဲ့ကိုကကို high flu လုံမယ်ပေါ့နော်ဈေးလည်းတက်တာရယ်ဆိုပြီးစဉ်းစားတော့တချို့ကလည်းပြောရတယ်ဒီအိမ်မှာကိုကကို ဒီဆက်လေးနဲ့ရှောက်လို့တာဟိုပို့ပြီးတော့မျက်နှာကြီးကိုရွက်သွားနိုင်တယ်လီလန်းမကြလို့ရှိရင်အမှားပါမယ်ဆိုအဲ့လိုမျိုးရေလဲကြားဘူးတဲ့အခါကျတော့ ကြောက်တာပေါ့နော်ဟာမျက်နှာရရွှဲနေပါတယ်မှာကိုရွက်ဝိုင်းဒုက္ခပဲဆိုပြီးတော့ဒီ high phone နဲ့ပတ်သက်ပြီးတော့ပေါ့နော် YouTube video တွေလည်းအများကြီးလိုက်ကြည့်ရယ်စာရည်လည်းဖတ်တယ်ပြီးတော့ကိုနဲ့ရင်းနှီးတဲ့ aesthetic ဆရာဝန်တွေကိုလည်းဆွေးနွေးကြည့်ရပါတော့။စေကန်းကြီးတွေမှာသုံးတယ်တကယ် high phone ဆက်အကြီးကြီးကြတော့ intensity ကအများများအဲများတဲ့အတွက်ကြောင့်လည်းသူကတစ်ချိန်တန်နေနှစ်ချိန်တန်နေနဲ့ effect ကမြင်ရမြန်လေပေါ့နော်။ home use device တွေကြတော့ intensity အလောက်မများဘူး။မများတဲ့အတွက်ကြောင့်လို့လည်းသူကအိမ်မှာသုံးလို့ရတယ်။မှားွားလည်းအမှားခံတယ်ပေါ့။ အော်အဓိကကတော့သူကရေရှည်သုံးပေးရမယ်အကြကြအကြကြသုံးပြီးတော့မှပဲ effect ကိုမြင်ရမယ်ဆိုတော့ရေရလဲစိတ်အေးလက်အေးဒီ home device လေးကိုပဲဝယ်သုံးဖို့သုံးဖြတ်လိုက်တယ်ပေါ့နော်အော်ဒီ high hook set ကလေးတွေကလည်းဈေးကွက်ထဲမှာတစ်စိတ်မျိုးစုံပုံစံမျိုးစုံနဲ့ရှိရတော့နည်းနည်းရွေးချယ်ရခက်တာပေါ့နော်အော်ဒီဒီစမ်းကြောင်းမှာရှိတဲ့ R&B showroom ကိုကြီးတွားလိုက်တယ်အဲ့မှာသူတို့ရဲ့နောက်ဆုံးထွက်ထားတဲ့ latest ဒီ high hook ဆက်ရှိဆက်တွေအကြောင်းလည်းဒီတေချာမေးခဲ့တယ်ဒီဆက်ရဲ့သုံးပုံသုံးနည်းကိုတို့ရဲ့ showroom မှာပဲတခါလဲရင်သင်ခဲ့တယ်အိမ်မှာ high food လုပ်ချင်တဲ့သူတွေအတွက်ပေါ့နော်ဒီလေးလာထားသမျှဟာတွေအကုန်လုံးကိုပြန်ပြီးတော့ဒီ video လေးနဲ့ sharing လုပ်ပေးပါမယ်ဒီဆက်ကလည်းဒီမြန်မာနိုင်ငံကိုစပြီးတွင်းလာတဲ့အချိန်မှာအရင်ဆုံးမြန်မာနိုင်ငံက aesthetic ဆရာဝန်တွေနဲ့တို့တိုင်ပင်နေဆွေးနွေးတယ်သုံးကြည့်တယ်ဒီဆရာဝန်တွေက approve ဖြစ်တော့မှတို့စရအောင်တာပေါ့နော်သူရဲ့ထူခြားချက်ကကြတော့ ဘာကြိုးမှမပါတော့ဘက်ထရီနဲ့ဖြတ်သွားပြီပေါ့နော်အဲ့တော့မီးပြတ်နေပြီဆိုလို့ရှိရင်လဲကောကောဒါမီးလေးဖွင့်ပြီးတော့မှဒါတုံးလို့ရတယ်ကြိုက်တဲ့နေရာမှာကြိုက်လို့လုပ်လို့ရပြီဘာမီးကြိုးမှမလုပ်တော့ဆက်အသုံးပြုပုံနဲ့ဆောင်ရွက်ရှောင်ရွက်နေကိုလည်းမြန်မာလိုမျိုးတည်တည်ချာချာရေးထားပြီးတဲ့ဒီ user manual ဆောင်ရွက်လေးလည်းပါတဲ့အခါကျတော့ဆက်ဝယ်ပြီးတော့ကိုမတုံးတတ်မှလည်းစိတ်ပူစရာမလိုဘူးသူမှဆိုရင်ခလုတ်က၃ခုပဲပါတယ်အရင်ဆုံး power clock လေးတွေကဒီလိုဖွင့်လိုက်မယ်ဖွင့်လိုက်ပြီဆိုလို့ရှိရင် function က၄မျိုးပါတယ် အခုဒါအထက်မှအဆုံးဒီ M cloud လေးကိုတစ်ချက်နှိပ်လိုက်ရင်အခုဆို high full ပေါ်လာပြီပေါ့နော်။သူကအသားရည်ကိုချက်ရက်တင်းရင်းစေတယ်ပြီးရင်အရေးချောင်းတွေကိုတတ်လာတယ် glow တယ်ပေါ့နော်။ high full လုပ်မယ်ဆိုလို့ရှိရင်မမိနစ်လေးတခါလေးပေါ်ထားပြီးသား10မိနစ်ဒါ10မိနစ်ပြီးလို့ရှိရင်တခါလေးဆက်ကပိတ်သွားပြီ။ကိုကနည်းနည်းထပ်လုပ်ချင်တယ်ဆိုလို့ဆက်ကိုပြန်ခွင့်ပြီးလို့ပေါ့နော်။ high full ပြီးလို့ရှိရင် RF ဆိုတာပါတယ်။ဒီ RF ကကြတော့ radio frequency ပေါ့နော်။နော်နွေးနွေးလေးနဲ့ဒီမျက်နှာမှာရှိတဲ့အစီအစဉ်ကိုချက်ရက်စေတာ။အထူးသဖြင့်ကမင်းနှစ်ထပ်ရှိတဲ့ဟာလေးပါးပေါင်းနေတဲ့နေရာ မျိုးတွေဆိုလို့ရှိရင် RF လုပ်တဲ့ EMS ကကြတော့ तू ကကြွက်သားတွေကိုလှုံ့ဆော်ပြီးတော့သွေးလည်ပတ်မှုကောင်းအောင်လို့လုပ်ပြီးတာအဲဘလိုရဲ့လုပ်ကလေးကိုလည်းရစီရကြွက်သားလှုံ့ဆော်ရဲဆိုတော့တတတတတတနဲ့နည်းနည်းကျင်းတယ်လို့ခံစားချက်မျိုးတွေရှိတယ်အဲ့ဒါကလုံးဝဓာတ်လိုက်တာမဟုတ်ဘူးအကျင်နဲ့အားလေးကလည်းကိုမခံနိုင်မခံနိုင်တော့လည်းလျှော့လို့ရတယ်ပေါ့နော်အဲနောက်ဆုံးတစ်ခုကကြတော့ pass လို့ခေါ်တယ်ဒီ pass ကကြတော့လေ RF နဲ့ EMS နှစ်ခုကိုပေါင်းထားတာ sensitive skin သမားတွေအတွက်ပေါ့ RF လို့လည်းနွေနွေလေးလည်းဖြစ်မယ် EMS လို့လည်းကျင်ကျင်လေးလည်းဖြစ်မယ်နွေနွေကျင်ကျင်လေးပေါ့နော်ငယ်ရွယ်မှုပြိုတဲ့လွတ်ကလေးကိုရစေတယ် function လေးမျိုးစလုံးကိုတစ်ချိန်နဲ့တစ်ခါတည်းဇက်တိုက်လုပ်မယ်ဆိုတော့တစ်ခုနဲ့တစ်ခုကိုအနည်းဆုံး5မိနစ်လောက်ချားပြီးတော့မှလုပ်ပေးပါမဟုတ်လို့ရှိရင်လည်းရက်ချားပြီးလုပ်တာတော့ပိုကောင်းတယ် high flow ကနှစ်ပတ်ကိုမှတစ်ချိန်ပဲလုပ်တင်တယ်ကျန်တဲ့ function တွေအကုန်လုံးကတော့တစ်ပတ်ကိုနှစ်ချိန်လုပ်လို့ရတယ် ရန်နာလေးကိုဒီလိုမျိုးတန့်စင်ပြီးသွားလို့ရှိရင်ရေဟိုင်ကိုဆောက်လုပ်ပါမယ်။ရန်နာတစ်ချမ်းကို၄မိနစ်စီအချိန်ရတယ်။ညလုံးအောက်ကို၁မိနစ်အဲဒီပါပေါ်၁မိနစ်ပါအောက်ကို၁မိနစ်၃မိနစ်လုပ်မယ်ပေါ့နော်။ကျန်တာတော့၂ဖူးလုပ်မယ်ဆိုတော့အဲ့မှာ၄မိနစ်ပြည့်သွားမယ်။အဲ့တော့အရင်ဆုံးခြေလေးသုံးမယ်။ ဆိုတာပေါ်နေပြီ10မိနစ်ဆိုတာပေါ်နေပြီဆိုလို့ရှိရင်တော့ဘာမှဆက်လုပ်စရာမလိုတော့ဘူးစပြီးတော့လုပ်လို့ရမှာ level ကိုကြည့်မယ်အဲ့တော့ရေကအခုမျက်လုံးအောက်ကိုစဆွဲမှာဖြစ်တဲ့အတွက်ကြောင့်လို့မျက်လုံးအောက်ဆိုရင်တော့ level 1နဲ့ပဲဆွဲပါမယ်လက်ကလေးကိုဒီလိုမျိုးထားမယ်3စက္ကန့်လောက်ဖြီး3စက္ကန့်လောက်ဖြီးပြီးသွားတဲ့ပုံစံမျိုးနဲ့လည်းသွားလို့ရတယ်ဒါမှမဟုတ်ရင် temporary တဲ့ဒီလိုဆွဲသွားတဲ့ပုံစံလေးနဲ့လည်းသွားလို့ရတယ်ကိုချိုက်တဲ့ပုံစံနဲ့သုံးလို့ရပါတယ်နောက်ထပ်10မိနစ်ကိုကြာတော့ရေက level 2ကိုထပ်ပြန်လိုက်မယ် ပါရဲ့အပေါ်ဖြစ်တဲ့ကြောင့်မို့ level 2 3တဲ့ကြိုက်တာသုံးလို့ရတယ်။ရတော့ level 3နဲ့သုံးပါတယ်။နည်းနည်းပို့ပြီးပြင်းပြင်းလေးသုံးကြလို့ပေါ့နော်။အဲ့တော့ဒီပါအပေါ်ဆိုတာဒီနားလေးကနေပြီးတော့မှဒီပေါ်သွားတာပါ။ပါအောက်ကိုဆွဲမယ်ဆိုလို့ရှိရင်ဒီ level လေးထပ်တင်ပါမယ်။ level လေးကို4 5 4 5ထပ်တင်ပြီးလို့ရှိရင်ဒီပါအောက်ကိုဆွဲပါအောက်ကိုဆွဲရင်တော့လက်အနေထားလေးကိုဒီလိုလေးပြောင်းပိုင်ပြီးတော့မှဒီလိုလေးဆွဲတာပို့ပြီးတော့ထိရောက်ပါတယ်။ ခုဒီအပိုင်း၃ပိုင်းလုံးပြီးသွားရဲ့ဆိုတော့ဒီကြံတဲ့10မိနစ်လေးကိုနှစ်ဖူးကိုဆွဲပါမယ်။နှစ်ဖူးကိုဒီလိုလေးပေါ်လေးပေါ့နော်။ဒီပေါ်လေးကိုပြင်ပြီးတော့နှစ်ဖူးလေးကိုဆွဲမယ်။ဒါဆိုလို့ရှိရင်တော့6မိနစ်နဲ့ဒီမျက်နှာတစ်ချမ်းလုံးပြီးသွားပါပြီ။အခုပြခဲ့တဲ့အတိုင်းဒီဘက်ကိုလည်းနောက်ထပ်6မိနစ်ဆွဲပါမယ်။အခုလိုချင်တဲ့ level လေးတွေကိုရောင်းဖို့မမိပါနဲ့။ဘာလို့လဲဆိုတော့ mega hash တွေကမတူဘူးပေါ့နော်။ mega hash ကနည်းလေလေပို့ပြီးတော့ deep layer ကိုရောက်လေလေ 8မိနစ်နဲ့ဒီမျက်နှာတစ်ခုလုံးကိုညံ့ညံ့တတပါတော့အကုန်လုံးလှုပ်ပြီးသွားပါပြီ။နောက်ထပ်2မိနစ်လောက်ထပ်ဖွင့်ပြီးတော့ဘာကိုလှုပ်ချင်လဲဆိုတော့ဒီလေဘင်းတွေကိုလှုပ်ချင်တယ်။လေဘင်းတွေကလည်းအခုမအိုးဘူးဒီမျက်အချိန်တိုင်းအိုးလာမှာဆိုတော့လေ။လေဘင်းလုံးမယ်ဆိုလို့ရှိရင်လေဘင်းကိုအဲတနည်းကတော့ဒီလိုမင်းရိုးလေးရနေဒီလိုဆွဲဝါပြီးတော့မှလိုလေးတွေဆွဲချလို့ရတယ်။မင်းနှစ်ထပ်နေရာရောက်လို့ရှိရင်တော့လက်ကိုဒီလိုမျိုးဖြောင်းပြန်လေးကင်ပြီးတော့ဒီမင်းစီလေးကိုကြာဒီလိုပို့ပို့ပြန်တင်ပေးပါ။ ချိန်ဆမနစ်နဲ့ပေါ့နော်မျက်နှာတစ်ခင်လုံးကိုမျက်မျက်တတ်တတ်ကြီးမျက်မျက်အကုန်လုံးလုပ်ပြီးပါပါပြီဒီဂျယ်လေးတွေကိုပြန်ပြီးရေဆေးချလိုက်လို့ရှိရင်ရပါပြီအဲ့တော့ဒါကတော့ high flow လုပ်ထားတဲ့မျက်နှာလေးဖြစ်သွားပါပြီဒီလိုမျိုးတင်းတင်းရင်းရင်းလေးပေါ့နော်အဲ့တော့ RF ကတော့မျက်နှာမှာအဆီများတဲ့လူတွေနဲ့စမ်းပြမှာမရပါဘူးကြိုက်ရင်လာလာအောင်လာမြို့ပြောနေလာလာလာမလေးကြည့်နေဒီမှာဒီလိုပေါင်းပေါင်းဖြစ်နေပါဗျဒီလိုမျိုးပေါင်းပေါင်းဖြစ်နေရလေးတွေမှာ မေးနှစ်ထပ်ဒီမှာထွက်ချင်နေရလေးတွေပေါ့နော်အာဒါဆိုလို့ရှိရင်ဒါ RF နဲ့ LED relight therapy နဲ့ပေါင်းထားပါတော့เนาะတော့အပူနွေ့နွေ့လေးခံစားရတယ်။အဲကျွန်တော်တို့မျက်နှာမှာအဆီများတဲ့ UV drop ဆိုရှင်အဆီတွေကိုညှော့နေသွားစေမျက်နှာချက်ချက်သွားစေတယ်။အဲလုံးတဲ့နေရာကခုနရေလုံးလောကတူတူပဲဒီမျိုးလေးသွားမယ်။အဲတနေရာကြီးမှာရက်ပြီးလုံးလို့လည်းရတယ်။ဒီလိုမျိုးလုံးလို့လည်းရတယ်။အဲဒါလည်းလည်းမှာကြတာမင်းနှစ်ထပ် ဖြစ်တဲ့လူတွေကျွန်တော်တို့ညီမင်းတက်ဖြစ်တဲ့လူတွေအတွက်ဒီကောက်အောင်နော်ကျွန်တော်လည်းတော့အခုရေသုံးကြည့်တလားကဒီဆိုက်လေးကအရန်ဟိုအဆင်ပြေရေပေါ့နော်ဟိုဈေးနှုန်းအချင်းကလည်းဈေးကမ်းမှာ low high ကို treatment လုပ်မယ်ဆိုလို့ရှိရင်အနည်းဆုံးတစ်ချိန်ကို9သိန်းနဲ့10သိန်းကြာရှိရဲ့ဟိုဒီဆိုက်လေးကရေအခုဝယ်လာတာသူ့ရဲ့ပုံမှန်မူရင်းဈေးက9သိန်း6000နဲ့တက်တာ promotion အချိန်ဆိုလို့ရှိရင်9သိန်း8000နဲ့ဝယ်လို့ရတယ် တော့ကိုကဒီဆက်ကိုတစ်ဘက်ကိုနှစ်ချိန်နှုံးလောက်နဲ့နှစ်နှစ်လောက်သုံးမယ်ဆိုရင်တော့တစ်ချိန်ကို2600ပါပဲကြားရဲဆိုတော့ budget saving တအားဖြစ်တယ်။အဲ့ဒါအပြင်ကိုဆိုအာမခံတစ်နှစ်ပါတယ်။ဒီတစ်နှစ်အတွင်းမှာ set error ကြောင့်ပေါ့နော်တစ်ခုခုပြတ်သွားတာဆိုလို့ရှိရင်သူကအစ်စ်တစ်လုံးပြန်လဲပြီးတယ်။အဲ့တော့ set ပြန်ပို့ရတာ live ယူရတဲ့ delivery ကအစားအကုန်လုံး free လုပ်ပြီးတယ်ဆိုတော့စိတ်ချလက်ချပြီး RMB ရ high view set ကလေးကိုသုံးလို့ရပါတယ်။ဒီမှာအားပြင်သုံးပြီးမှအစီမဲသွားတဲ့စင်ကြီးတွေပါ။အဲ့ဒါပဲဟုတ်ချက်ပေးသွားကြတယ်မြေကြီးတောင်ရှိတော့ဘူး။အဲ့တော့ 知道了。